ဒီနေ့တက်တော့သုံးရင်လည်းစလုံးတစ်လုံးအသေးရလိုက်ရပါဘောနော်ဒါအင်္ဂလိပ်စလုံးဖြစ်ပါတယ် performative လို့ခေါ်ပါတယ်တဲ့ performative ဆိုတာဘာလဲဆိုတော့အလုပ်တစ်မျိုးအပြောတစ်မျိုးလုပ်တဲ့အတုံးနှုံအတိတ်ပဲဖြစ်ပါတယ်ဆိုတော့ဒါ social media ကနေစပြီးတော့ကျယ်ပြန့်လာတဲ့အတုံးနှုံပေါ့နော်စကလုံးကငိုရဲရရှိတယ်ဒါပေမဲ့အခုခေတ်မှာဒီဘက်နှစ်တင်မှာသူတို့စီမှာတော်တော်အတုံးများလာတယ်ပေါ့တွင်ကျဲလာတယ်ပေါ့အဲ့လိုမျိုးပြောချင်တာ social media ကနေစပြီးတော့ကျယ်ပြန့်လာတဲ့စကလုံးဆိုတော့ဒီ socializing လုပ်တဲ့နေရာမှာကြောင်တယောက်ဆက်ဆံတဲ့နေရာမှာအတုံးများတဲ့စကလုံးဖြစ်လာတယ်ပေါ့လေ performative ဖြစ်တယ်ပေါ့ तू က performative ဖြစ်တယ် तू က performative အဲ့လိုမျိုးပေါ့တောင်းတုံးကြတယ်ပေါ့ဆိုတော့ affirmative ဆိုတာကဒီလိုပြောတယ်ဟိုလိုလုပ်တယ်ပေါ့ဆိုတော့အလုပ်တစ်မျိုးအပြောတစ်မျိုးလုပ်တယ်ပေါ့အာဂတိကိုလိုလဲပေးတယ်ပြီးကြမလိုက်နိုင်ဘူးမတည်ဘူးပေါ့အဲ့လိုမျိုးတွေ performance ဖြစ်တယ်လို့ဒါပြောတယ်လို့သိလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီစကလုံးသိတဲ့အချိန်မှာကျွန်တော်ကကျွန်တော်တို့မြန်မာပြည်ကဒီလူမှုပတ်ဝန်းကျင်နဲ့ဒီမြန်မာလူမျိုးတွေရဲ့စိတ်နဲ့စိတ်ထားကိုတွားပြီးတော့တွေးမိတယ်ပေါ့နော်ကျွန်တော်တို့လူမျိုးတွေက performance ဖြစ်တဲ့လူတော်တော်များတယ်ပေါ့အောက်ချစ်လူတန်းစားနေစပြီးတော့တာမန်လူတန်းစားနေစပြီးတော့ အုပ်ချုပ်တဲ့လူဒန်းစားကိုယ်ဝက်ခံလူဒန်းစားအထိက performance တွေများတယ်ပေါ့နော်ဆိုတော့ကိုယ်မလုံနိုင်တဲ့ကိုယ်ကိုယ်မကျင့်သုံးနိုင်တဲ့တရားကိုဟောတယ်ကိုယ်မလိုက်နိုင်တဲ့ဥပဒေကိုထုတ်တယ်ကိုယ်မတည်နိုင်တဲ့စကားတွေကိုပြောကြတယ်အဲ့လိုမျိုးလူတွေကအရင်များပါတယ်တရားဟိုင်းလို့မဟုတ်ရင်တော့တော်တော်များတယ်ပေါ့ခုမှပြောရမယ်ဆိုရင်ကျွန်တော်တို့မနေ့ခင်ဈေးစသွားတယ်ပေါ့နော်ဈေးသွားရင်ဈေးဝယ်တယ်ကျွန်တော်တို့အသားငါးဝယ်တယ်ဥပမာဆိုတော့အသားငါးရောင်းတဲ့လူက အာ तू က50သားဆိုချိန်ပြီးတော့ပေးလိုက်ပြီအာပိုထည့်ပေးလိုက်တယ်နော် तू အဲ့စကလုံးကိုမြဲပြောတယ်ဒါပေမဲ့တကယ်သွားချိန်ရင်အဲ့ဒီ50သားဘယ်တော့မှမပြည့်ဘူး तू အပိုထည့်ပေးတာကထည့်ပြီးချိန်တော့မပြည့်ဘူးဒါပေမဲ့ तू အပိုထည့်ပေးတယ်နော်ဆိုတော့နေ့တိုင်းပြောတယ်ဆိုတော့အဲ့လိုမျိုးပေါ့ဒါ performance ပေါ့တကယ်ကြတော့အပိုထည့်ပေးတာမဟုတ်ဘူး तू ကလေးခုထားလိုက်တာဒါပေမဲ့ तू ကအပိုထည့်ပေးတယ်နော်လို့ပြောလိုက်တယ်ဒီလိုပဲအုတ်ချုပ်သူလူန်းစားရလဲဒီလိုပဲကို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 ယ်တိုင်မလိုက်နိုင်တဲ့စီကန်းတွေကိုတစ်ခုပြီးတစ်ခုထုတ်တယ် ပြီးကြရင်ထုတ်ပြီးကိုတော့မသိတော့ဘူးအဲ့ဒီအချိန်နဲ့အဲ့လိုမျိုးပေါ့ဆိုတော့အကူအခံလူတန်းစားကိုကျွန်တော်တို့ကြည့်မယ်လောဘတွေဒေါသတွေမောဟတွေရောကြဖို့အတွက်သူများတွေကိုတရားဟောတယ်အကူကိုယ်တိုင်ကြတော့လောဘတွေဒေါသတွေမောဟတွေနဲ့အထူကြီးအဲ့လိုမျိုးတွေဆိုတော့ဒါ performance အရင်ဖြစ်တဲ့လူမျိုးတွေပေါ့နော်အရင်များရခိုင်တို့အရင်များလို့လည်းကျွန်တော်တို့ဟာဒီလိုမျိုးအဖက်ဖက်မှာဒီနောက်ကျပြီးတော့ကြံခဲ့တာဖြစ်တယ်ပေါ့ဘာဆိုတော့မယုံသားကြဘူးအဓိကတော့ဒီတော့ performance ဖြစ်ကြတယ်ပေါ့အပြောတမျိုးအလုပ်တမျိုးလုပ်ကြတယ်အကြောင်းတူတော့ချက်တစ်ခုတွေဖြစ်ကြတယ်ပေါ့နော် ပါဇက်ကဖျားဖျားလက်ကကာယကာလူမျိုးတွေဖြစ်တယ်ဆိုတော့ဒီစကလုံးလေးကိုကြားမိတဲ့အချိန်မှာကိုယ်လူမှုပတ်ဝန်းကျင်ကိုသွားပြီးတော့တတိယလို့ sharing လုပ်လိုက်တာဖြစ်ပါတယ်ကိုကိုနိုင်ရရော perform လေးတမားလားဆိုတော့အာလေးလာလို့ရအောင်ကိုပတ်ဝန်းကျင်မှာရော perform လေးတမားတယ်ဘယ်လောက်များနေလဲပေါ့ဒါကြည့်လို့ရအောင် sharing လုပ်ပြီးလိုက်တာဖြစ်ပါတယ်